အလုံးမင်းမင်္ဂလာပါဒီနေ့မြမရွှေဈေးကမနေ့ပိုင်းမှာနေငယ်တက်ပါတယ်မြမငွေဈေးတွေကပုံမှန်ပေါက်ဈေးတိုင်းပဲရှိပြီးထိုင်းရွှေဈေးတွေကတော့ဒီနေ့မနေ့ပိုင်းမှာ150အကြာနဲ့ဈေးဖွင့်ထားပါတယ်ဒီနေ့က15ရက်နေ့3လပိုင်း2020နဲ့5ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ဟာထိုင်းစံတော်ချိန်7:35မိနစ်35မိနစ်ရှိနေပါပြီမြမရွှေက15ပဲရေတကြသားကို63သိန်းနဲ့မှာ3016ပဲရေတကြသားကိုဆိုင်ကရောင်းတဲ့ဈေးက68သိန်းနဲ့မှာ3000ဆိုင်ကလက်ခံတဲ့ဈေးက66သိန်းနဲ့မှာ5000လက်ရှိကျွန်တော်ပြောနေ တဲ့ရွှေဈေးတွေကနေရာတွေတားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4000နဲ့မှ400ဆိုင်ကလက်ခံတဲ့ဈေးက4300နဲ့မှ50ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4900နဲ့မှ60စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေ3300နဲ့မှ50ဆိုင်ကလက်ခံတဲ့ဈေးက3000နဲ့မှ300တရုတ်ငွေတရွမ်ကိုမြန်မာကျပ်ငွေ600နဲ့မှ900အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2985ကျပ်ဟိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်း ုံတွေကဘတ်ပေးချက်ယူသမားတွေကဘတ်ငွေ985ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးဘက်ယူသမားတွေကကျပ်တစ်သိန်းကိုဘတ်ငွေ900နဲ့မှ60 ဂျပန်ငွေ3436.6ခွင်ကိုမြန်မာကျပ်ငွေတစ်သိန်းမလေးငွေ100ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ3350ခွင်ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ1983.16ကိုမြန်မာကျပ်ငွေတစ်သိန်းဒါရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်ကွာချာမှုလည်းရှိနိုင်ပါမိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုတ်တော်မယ်ဆိုရင်ဝန်ဆောင်ငါပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှာပဲငွေလဲလဲလုတ်ကြပါလို့ကျွန်တော်ကကြံပြူရှင်ပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင် ယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေဈေးကတော့150အကျနဲ့ဈေးဖွင့်ပါတယ်။60ကျောက်တသမာ900ခန့်လို့ရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောင်းနေဈေးက4800နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက4800နဲ့မှ400လက်ဝိညာဉ်နာရဲ့ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက4800နဲ့မှ300ဆိုင်ကလက်ခံတဲ့ဈေးက4600 541တသမာ နှစ်3ညနဲ့ပေါင်စည်းရှိနေပါတယ်။ကဘာချွေတောင်စားကိုဒေါ်လာ1988.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတဒေါ်လာကိုထိုင်းဘတ်ငွေ33.6နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.500ခန်းရှိတဲ့ထိုင်းရွှေခဲကဘဏ်ကောက်ထဲမှာလက်ခ200ရှိပါတယ်။ရခာပီစီတိုင်းရွှေခဲတပတ်သားကို4900နဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့4400နဲ့ ရာဂင်လုံးပြန်မပြတ်ပဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါလက်ဝိရဏရဲ့လက်ခံတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ကြီးရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဆင်းတော့ကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝိရဏတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4350ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေအတွက်လက်ခဆင်းတက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကောစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်ထိုင်းရွှေခဲ ဲတစ်ပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူးလက်ရှိမှာတော့ထိုင်းရွှေဈေးကအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်ကမ္ဘာရွှေဈေးတွေကလည်းဒီအချိန်မှာအလုတ်ခတ်ကျန်းပါတယ် အိုင်းရွှေစည်းတွေကလည်းအတက်ကျရှိနေမှာပဲဖြစ်ပါတယ်တကယ်လို့သာမိမိတို့အနေနဲ့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုတော့မယ်ဆိုရင်တော့အခဲကိုပဲဝယ်စုကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အိုင်းရွှေအခဲကလက်ဝတ်ရနာနဲ့စားလို့ရှိရင်လက်ကစည်းနှုံးကအများကြီးကိုတက်တာမှာဖြစ်ပါတယ်ပြန်ရောက်တဲ့အခါမှာလည်းပဲထိုင်းရွှေအခဲကရှားကင်နှုံးပြန်မပြတ်ပဲပေါက်စည်းတိုင်းပြန်ပြီးလက်ခံမှာဖြစ်ပါတယ်လက်ဝတ်ရနာကတော့ပြန်ရောက်တဲ့အခါမှာလည်းပဲငားရကင်နှုံးပြန်ပြတ်ပြီးတော့ဝယ်တဲ့အခါမှာလည်းပဲလက်ကစည်းနှုံးကအိုင်းရွှေအခဲတဲ့အများကြီးပို့ပြီးတော့စေးများပါတယ်ကျွန်တော်ကတော့ထိုင်းရွှေစည်းငွေစည်းတွေကိုအများနဲ့တင်ပေးပါ ါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။